ရုရှားရဲ့စစ်ရေးလေးကျင့်နေတဲ့ဘယ်လယ်ရစ်ကိုအင်အားသင့်ပွင့်အမေရိကန်စစ်အရာရှိတွေကလာရောက်လေ့လာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားကတော်တော်လေးအင်အားသင့်သွားတယ်လို့ဆိုပါတယ်။တကယ်လို့ဒါအမေရိကန်နဲ့နေတို့ဖွဲ့ရင်စစ်ရေးလေးကျင့်နေဆိုရင်ရုရှားကတော့ကြည့်မှာမဟုတ်ပါဘူး။အခုတော့အမေရိကန်ကပြောင်ပြောင်တင်းတင်းနဲ့ကိုလာကြည့်နေပြီဖြစ်ပါတယ်။ရုရှားနဲ့ဘယ်လယ်ရစ်ပူးတွဲစစ်ရေးလေးကျင့်မှုကိုအမေရိကန်စစ်ပတ်ဆိုင်အရာရှိကြီးတွေကစက်တင်ဘာ15ရက်နေ့မှာတွားရောက်ကြည့်ရှုခဲ့ပါတယ်။ သူတို့စိတ်ဝင်စားတဲ့ဘာမှမဆိုကြည့်ရှုလေ့လာနိုင်ဖို့လမ်းဖွင့်ပေးထားတယ်လို့ဘယ်လယူစကာကွယ်ဝန်ကြီးဗီဒါခါရီနင်ကပြောပါတယ်။နေတိုးဖွဲ့နဲ့တင်းမောက်မှုတွေတိုးနေခြင်းမှာရုရှားနဲ့ဘယ်လယူစတို့ဟာနိုင်ငံလုံးမှာဇာပတ်2025လို့ခေါ်တဲ့ပူးတွဲစီလေကျင်းမှုကိုအရင်သတင်းပတ်ကလေးကစတင်နေတာပါ။ဒီလေကျင်းကစတင်ပြီးနှစ်ရက်ကြာမှာပိုလန်နိုင်ငံကသူ့လေပိုင်းနဲ့ထဲဝင်လာတဲ့ရုရှား drone တွေကိုဖြစ်ချပါလေ။ ဘယ်လယူးစ်မှာစီးရင်လေ့ကျင့်နေတဲ့စကန်နေဒီခုလိုအမေရိကန်စစ်ပဆိုင်အရာရှိတွေလာခဲ့တာအရောတင်စရာပဲလို့ဘယ်လယူးစ်ကာကွယ်ရေးဝန်ကြီးဌာနကမှတ်ချက်ချပါတယ်။ဇာဘတ်2025လေ့ကျင့်မှုနောက်တရမနက်ခင်းကဘလို့စတင်မယ်ဆိုတာဘသူကများထင်ထားမိပါလဲလို့ဆိုပါလေ။ဝန်ကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်နဲ့မှာအမေရိကန်စစ်အရာရှိတွေကခုလိုဖိတ်ခေါ်ပြသတဲ့အတွက်ကာဝေးဝန်ကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးလက်ဆွဲနှုတ်ဆက်နေတာရိုက်ကူးပြသထားပါတယ်။ခင်ဗျားတို့စိတ်ဝင်စားတယ်ပါမစို့ ျွန်တော်တို့လိုက်ပြပေးမယ်ခမရတို့ကြည့်ကျင်တာပါမဆိုပါသွားကြည့်လို့ရနိုင်ပါတယ်ကျွန်တော်တို့လူတွေနဲ့လည်းစကားစမြည်ပြောနိုင်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးကအမေရိကန်ရာရှိတွေကိုပြောပါတယ်ဒါပေမဲ့အမေရိကန်ရာရှိတွေကတော့သတင်းတော်တွေနဲ့စကားပြောဖို့ပြင်းထန်ငြင်းဆန်ခဲ့ကြောင်းရိုက်တာသတင်းမှာဖော်ပြပါတယ်သတင်းတော်တွေကဘာလို့ရုရှားနဲ့ဗီလီယူစေးလိကျင်တာအမေရိကန်စစ်ဘက်ကလာကြည့်တာလဲဆိုပြီးမေးခွန်းတွေထုတ်နေတာဖြစ်ပါတယ်ဒါအပြင်ပိုလန်နဲ့လစ်သူရေးနီးယားတဲ့ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ဒရုန်းတွေဟာဘယ်လာရုစ်နဲ့ပတ်သက်ခြင်းလုံးဝမရှိပါဘူးလို့လူကာရှန်ကိုကပြောပါတယ်။ပိုလန်နဲ့လစ်သူရီးယားနိုင်ငံတွေကျူးကျော်ပြန်တက်ခဲ့တဲ့ဒရုန်းတွေဟာဘယ်လာရုစ်နဲ့ဘာမှပတ်သက်ခြင်းမရှိပါဘူးလို့ဘယ်လာရုစ်သမ္မတလက်ဇနက်လူကာရှန်ကိုကပြောပါတယ်။ဒါဟာရုရှားနဲ့သာဆိုင်တယ်လို့သူကပြောနေပါတယ်။ဘယ်လယုစ်ကလည်းမပယ်မမတိရတဲ့ဒရုန်းတွေကိုငွေကုန်ကြေကျခံပြီးဘယ်လယုစ်ကပြစ်ချခဲ့တယ်လို့ပြစ်မချခံနိုင်တဲ့ဒရုန်းတွေကပိုလန်နဲ့လစ်သူရီးယားဘက်ဆက်လက်ပြန်တန်းသွားတာလို့လူကာရှန်ကိုကပြောပါတယ် ဒရုန်းရေတော့ဘလောက်ကိုပြစ်ချခဲ့တယ်ပြစ်မချနိုင်တဲ့ဒရုန်းတွေဘယ်ဘက်ပြတ်တန်းလဲဆိုတာပိုလန်ဆိုရကမိမိတို့အသိပေးခဲ့တာအလုံးသိပါလို့လူကာရှန်ကိုကဆိုပါတယ်ဘယ်လာယူးစ်ဘက်ကယူသားတယ်လို့ပိုလန်ဘက်ကတော့ယူသားမှုရှိပုံမရပဲနေဇက်ကပိတာတွေလောက်တာတွေဒါတွေလောက်တာဟာတော်စိတ်မကောင်းစရာပါလို့လူကာရှန်ကိုကပြောဆိုသွားကြောင်းဘယ်လာယူးအဆိုရတဲ့နေ့မှာဖော်ပြပါတယ် ဂါဇာကိုသိမ်းဖို့ရည်ရတဲ့စစ်စင်ရေးကြီးကိုအစ္စရေးကစတင်နေပြီဖြစ်ပါတယ်။စက်တင်ဘာ16ရက်နေ့မှာအစ္စရေးတပ်တွေဟာဂါဇာကမ်းမြောင်ဒေသရဲ့မြို့တော်ဖြစ်တဲ့ဂါဇာစီးတီးစင်ဂျီဘိုးအေရီးယားထဲစတင်ထိုးဖောက်ဝင်ရောက်ပြီးနေရာနှံ့ပောက်ကွဲမှုတွေဖြစ်ပေါ်နေပါတယ်။အကျိုးဆက်အနေနဲ့ထောင်နဲ့ချီတဲ့ဂါဇာစီးတီးဒေသခံတွေဟာ ဂါဇာအလယ်ပိုင်းစီကိုကယ်ယူနဲ့တခြားသွဲတန်းထားတဲ့တခုတည်းသောလမ်းမကြီးကနေအလုံးရင်ရွှေပြောင်းထွက်ပြေးနေရပါလေ။အစ်ဇင်ဝင်ကြီးရနေတာညာဟုတ်ကဟာမတ်စ်ပြောက်ကြားဖွဲ့ရဲ့နောက်ဆုံးလက်ချက်ဒီကအခြေကိုစကန်ဖြစ်တဲ့ဂါဇာစစ်တီကိုတင်မှုအစ်ဇွေးစစ်တပ်ဟာအင်အားကုန်ကုန်နဲ့ထိုးစစ်ကြီးစတင်နေပြီလို့ကြွေးကြော်ပါလေ။ဂါဇာစီးတီးကိုထိန်းချုပ်ဖို့ပြင်ဆင်နေတဲ့အစ္စရေးရဲ့ထိုးစစ်အစီအမံကိုနိုင်ငံတကာအသိုင်းအဝန်းကဝေဖန်ရှုတ်ချပေမဲ့အခုတော့အဲ့ဒီစစ်စင်ရေးဟာလက်တွေ့စတင်လာတာဖြစ်ပါလေ။ နေတညာဟုတ်ကတော့ဘသူတတခယူးမဆိုင်ဘူးလို့ပြောလိုက်တာပဲဖြစ်ပါတယ်။ဂါဇာစီးရီးစိတ်ပိုင်းများဆိုဟာလွန်ခဲ့တဲ့နှစ်နှစ်ကစတင်ခဲ့တဲ့အစ္စရေးဟာမတ်စစ်ပွဲပြီးချိန်ကလေးကအကြီးကျယ်ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။နောက်ပိုင်းမှာပါလက်စတိုင်းတွေဟာမြို့ပြက်ကြီးလိုဖြစ်နေတဲ့ဂါဇာကိုပြန်လာပြီးအပြက်စီးတွေကြာမှာပဲဖြစ်တယ်လို့ဂျိုးပန်းရှင်သန်နေထိုင်ခဲ့ရတာပါ။အခုတော့အစ္စရေးကနောက်တစ်ကြိမ်ထိုးစစ်ကြီးထပ်မံစတင်လာပါလိမ့်။ဂါဇာစီးရီးလူဝေတွေက၃သိန်းခွဲဟာကျူတင်တန်းဆောင်သွားပြီဖြစ်ပေမဲ့ ်ရိုးထဲမှာလူကားသိန်းလောက်ကျန်နေပါလေတိုက်ပွဲဆုံးမှာပြိမိတဲ့ဒေသခံတွေကတော့သူတို့ဟာနောက်တစ်ကြိမ်တောင်ဘက်ဒေသတွေစီထပ်ပြီးထွက်ပြေးဖို့မတက်နိုင်တာကြောင့်ဂါဇာစီးတီးမှာပဲထွက်ပြေးတဲ့ရှောင်းနိုင်မဲ့လူသားချင်းစာနာမှုဇုံလိုနယ်မြေမျိုးပေါ်ထွန်းလာစေတောင်းဆိုနေပါလေဟာမတ်စ်လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနက24နှစ်အတွင်းဂါဇာမှာအစ်ဆွေးတိုက်ခိုက်လို့လူ59ဦးသေပြီး386ဦးဒဏ်ရာကြောင်းထုတ်ပြန်ပါလေ ဂါဇာစီးပွားထိုးစစ်ကြီးစတင်မှုကိုအတည်ပြုခြင်းနဲ့တူဂါဇာမှာမီးလောင်နေပြီလို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ကလူမှုကွန်ရက်မှာရှင်းတာပါပဲအစ္စရေးစစ်တပ်ဟာအကြမ်းဖက်ဟာမတ်စ်တွေရဲ့အခြေခံအဆောင်တွေကိုတိုက်ခိုက်နေပါလေအစ္စရေးစစ်တပ်ဟာဟာမတ်စ်တွေဖမ်းထားတဲ့တစားကန်တွေလွတ်မြောက်ရေးအတွက်ရေရဲဝန်တိုက်ပွဲဝင်နေပြီးဟာမတ်စ်ကိုပြီးတိုင်ချေမှုကိုအားထုတ်နေပါလေ၂၀၂၃အောက်တိုဘာ9ရက်နေ့မှာဂါဇာခြေဆိုင်ဟာမတ်စ်တွေက အစည်းပိုင်တွေထဲဝင်ရောက်တက်ခိုက်ပြီးနောက်လူပေါင်း1200လောက်သေဆုံးသလိုလူ250လောက်လည်းတစားကန်ဖြစ်ဖမ်းဆီးခံရပါတယ်။အစည်းကလည်းဒါကိုလက်စားချေတဲ့နေနဲ့ဂါဇာမှာစစ်ပွဲကြီးပေါ်ပေါက်လာပြီးစစ်ပွဲတစ်လျှောက်ပါလက်စတိုင်းဘက်ကလူပေါင်း6500လောက်ဒီပါသေဆုံးခဲ့ပြီဖြစ်တယ်လို့ဂါဇာကျွမ်းမာရေးဝန်ကြီးဌာနကကြေညာထားပါတယ်။ ဂါဇာစီးတီးကိုအစ္စရေးကပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်ဂါဇာလူမျိုးရေးအားလုံးဒီပါဟာအစားအသောက်ဆေးဝါးနဲ့သန့်ရှင်းစနစ်တွေရှိတဲ့ကံယူတန်းကစခန်းတွေစီထွက်ပြေးနေရပါတယ်။အစ္စရေးကတော့အငတ်ပြေးပြဿနာဟာခြေကားပြော့ဆုံမှုတာဖြစ်တယ်လို့ညင်းဆိုနေပါတယ်။အစ္စရေးကဂျမ်ဘဝါဒါကိုတိုက်ထုတ်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့တိုက်ပွဲတွေသတ်မှတ်ထားပြီးဝေဖန်သူတွေကတော့စုပေါင်းအပြစ်ပေးအရေးယူမယ်လို့ပြောနေတဲ့ဒီစစ်ပွဲဟာအခုဆိုရင်တော့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ တူနာငါးဖက်သိမ်းမပေါ်မှာအမေရိကန်ရေတပ်သားတွေဝင်ရောက်စီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဗင်နီဇွဲလာကကန့်ကွက်စာပို့တယ်လို့သိရပါတယ်။အမေရိကန်ကိုတင်သွင်းတဲ့အဓိကမူရစ်စေဝါတွေဟာဗင်နီဇွဲလာမှာဝင်ရောက်လာခြင်းဖြစ်ပြီးဒီကာရီဘီယန်ဒေသမှာမူရစ်ခိုင်တွေကိုနှိမ်နှင်းမယ်လို့ဆိုပြီးတော့စစ်သည်မော်တွေဖိုက်တာဂျက်တွေဆွေလွတ်ထားတဲ့အမေရိကန်ဟာပြီးခဲ့တဲ့ရက်ပိုင်းကဗင်နီဇွဲလာရေပိုင်နယ်အတွင်းတူနာငါးဖက်သိမ်းမပေါ်ကိုစီးနေပါတယ်။ မရိကန်စစ်သည်မပေါ်မှာလက်နက်ကန်စစ်သည်၁၈ဦးဟာဗင်နီဇွဲလာတူနာ၅ဖမ်းသိမ်းမှုပေါ်မှာ၈နိုင်ကြာစီးနေထားပြီးမှဗင်နီဇွဲလာလက်တအဆောင်ရှောင်းနဲ့အဲ့ဒီ၅ဖမ်းသိမ်းမှုကိုပြန်လွှတ်ပေးခဲ့ပါလေဗင်နီဇွဲလာနိုင်ငံခြားရေးဝန်ကြီးကမရိကန်လုံရဟာတရားမဝင်ရန်လိုတဲ့စီးနှင်းမှုလို့ဆိုပြီးစည်ရစ်တက်မှာမဖြစ်စေတယ်လို့ထုတ်ပြန်ပါလေမရိကန်စစ်သည်မတွေဗင်နီဇွဲလာကမ်းလွန်ကိုရောက်ပြီးနောက်ပြီးခဲ့တဲ့ရက်ပိုင်းတွင်စစ်တပ်ဦးပါတဲ့ဆက်လက်ကိုငွေကြေးအကိုင်းတစ်ကိုင်းမှငွေကြေးစေဝါလေးတင်ဆောင်လာတယ်ဆိုပြီး မေရိကန်စစ်တပ်ကပြစ်ခတ်ဖောက်ကွဲလို့အားလုံးသိပါတယ်။ဒီဖြစ်စဉ်မှာအမေရိကန်ဟာဆွဆွဲတယ်လို့ဝီစီတဲဆောင်တဲ့ဂိုင်းဖြစ်ကြောင်းဘာထောက်ထားမှမပြနိုင်ဘူးလို့ဗီနီဇွဲလာကဝေဖန်ပါတယ်။အခုတဖန်တရားဝင်၅ဖန်တင်မို့ကိုလည်းမိမိတို့ရေးပိုင်တဲ့အတွက်အမေရိကန်စီးနင်းမှုဟာကာရိဘီယံဒေသစည်ရစ်တင်မာမှုဖြစ်စေပြီးမိမိတို့အချုပ်ချာအာဏာကိုစော်ကားထိပါရင်တော့ကာကွယ်ဖို့အသိရှိကြောင်းနဲ့လက်ရှိအစိုးရကိုပြောင်းလဲလိုတဲ့ ်မရိကန်ဘူရာဟာဘတော်မှအောင်ပြမှာမဟုတ်ဘူးလို့ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးကထပ်ပြောထားပါလေအမေရိကန်ဟာဗင်နီဇွဲလားအနာရှင်တမရမာရူကိုမျိုးရစ်မှန်ကိုစီးပွားရေးမှာနောက်ကွယ်မှာအဓိကကြိုးကန်တဲ့ခိုင်ခေါဆောင်လို့ဆိုပြီးအမေရိကန်နိုင်ငံရဲ့အဓိကကိုကင်းတင်သွင်းနေလို့ဘာရူကိုဖမ်းမိပါကဒေါ်လာ390တိပေးမယ်လို့စူးကြီးတုံ့ပြန်ထားပါလေစစ်တေ၄တော့မှာစစ်သည်မောတွေတက်လေရင် ဗင်နီဇွဲလာနဲ့အနီးဆုံးနေရာအထိအမေရိကန်ကဆေးလွတ်ထားပါတယ်ဒါပေမဲ့အမေရိကန်ဆေးလွတ်ထားတာဟာတပင်သက်သက်ခြောက်လန့်ပြုံတော့တာဖြစ်နိုင်တယ်လို့ဒေတာတွဲလေးလာသုံးသက်သူတွေကပြောပါတယ်တကယ်လို့သာဗင်နီဇွဲလာနိုင်ငံကိုအုပ်ချုပ်သူပြောင်းလဲလုပ်မယ်ဆိုရင်တော့ဒီလောက်အင်အားနဲ့မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်အာရရှမာရူအာဗင်နီဇွဲလာကိုအုပ်ချုပ်နေတာဆယ်စုနှစ်တခုကျော်ကြာမြင့်နေပြီပဲဖြစ်ပါလေရွေးကောက်ပွဲတွေကိုလည်းဟန်ပြရွေးကောက်ပွဲတွေသာကျင်းပစေခဲ့ပြီး အတိုက်ခံတွေကိုဖိနှိပ်အောင်ဖန်စီထောင်ချခြင်းဒီလိုမျိုးတွေလုပ်ခဲ့တဲ့အတွက်ကြောင့်နိုင်ငံเจ้าကိုထွက်ပြေးရဲ့အတိုက်ခံတွေအများများတယ်လို့သိရပါတယ်အင်ဒိုနီးရှားသမ္မတပရာဗိုရဲ့အစိုးရဖွဲ့ဟာပြင်ဆင်ဖွဲ့စည်းပြီးဆန္ဒပြမှုတွေကိုညှိနှက်စေဖို့အစွမ်းကုန်လုပ်နေတယ်လို့သိရပါတယ်ဒါမဲ့ဒီလိုပြပြပြောလဲမှုများမလုပ်ရင်ဆန္ဒပြသူတွေကြာ မတည်ငြိမ်မှုကိုထိန်းသိမ်းဖို့မလွယ်ဘူးလို့လေးလာသူတွေကပြောပါတယ် စက်တဘာ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ဆိုရအတွက်ပြောင်းလဲမှာဗန်နာယေးဝန်ကြီးနိုင်ငံရေးဥပဒေနဲ့လုံခြုံရေးညှိနှိုင်းရေးဝန်ကြီးသူတို့တို့အစိမ့်မြရာရှိတို့ဖယ်ရှားပြီးဘာသာရေးခီးတော်ဝန်ကြီးဌာနဖွဲ့စည်းခြင်းနဲ့ပြန်လုပ်ပါတယ်ဒီလိုငန်းတွေကိုအရင်ကသန္တနာရေးဌာနကကိုင်းထားတာဖြစ်ပါတယ်တခြားဖယ်ရှားလိုက်တဲ့အရာရှိတွေမှာ လူငယ်နဲ့အကစားဝန်ကြီးသမဝရမဝန်ကြီးနဲ့ရွှေပြောင်းလုပ်တာကာကွယ်ဝန်ကြီးတို့ပါပါတယ်ဒီပြောင်းလဲတွေဟာသမရရဲ့အမျိုးမျိုးသောစဉ်စားသုံးသပ်မှု အကြဉျံအကဲဖြတ်မှုနောက်မှာဖြစ်လာတဲ့အပြောင်းအလဲတွေဖြစ်ပါတယ်။အစိုးရအဖွဲ့တွေအပြောင်းအလဲကိုမျိုးသားနိုင်ငံရေးလက်ရှိခြေအနေကဖြစ်စေကြောင်းတမရယဒုတိယကြီးကဲကပြောပါတယ်။ဥပဒေပြုမတ်တွေအတွက်ဒီအင်အားအကျိုးခံစားခွင့်နဲ့ပတ်သက်ပြီးပြည်သူလူထုကဒေါသထွက်လာတာကြောင့်ဖြစ်ပေါ်လာတဲ့တနိုင်ငံလုံးဆန္ဒပြပွဲတွေအတွင်းမှာအင်ဒိုနီးရှားအစိုးရဟာတော်တော်လေးကိုအခက်အခဲအကျက်တဲကြုံတွေ့ရပါတယ်။ ဒါအပြင်နိုင်ငံရေးစီးပွားရေးမညီမျှမှုလူနေမှုစေမြန်မာချင်းတို့ကလည်းအထွေမကျေနပ်မှုတွေကိုဦးတည်သွားပါလေ။ဒါကြောင့်အောက်တိုဘာ28ကဆန္ဒပြပွဲတွေဖြစ်ခဲ့ပါလေ။အဲဒါရေကားတစီကစံငယ်တစီသမားတို့ကိုတိုက်မိလို့လူသူမှုဖြစ်ပေါ်တဲ့ကောတင်းမှုမှုမြင့်တက်ပြီးပဋိပက္ခပေါ်ကြီးလာပါလေ။ဆန္ဒပြပွဲတွေအနည်းဆုံးလူ10ဦးသေဆုံးခဲ့ပါလေ။စနေမလောက်ခုနှစ်ရည်တီလူ9ဦးပျောက်ဆုံးနေစေဖြစ်ပါလေ။ အစိုးရအဖွဲ့တွေပြောင်းလဲတဲ့ဟာသမနာပရာဘိုကသူ့ရဲ့ရည်မှန်ချက်နဲ့ကန့်ညီတဲ့တစ္ဆာခံနဲ့ခံအခြင်းဖြင့်နိုင်ငံရေးအခြေခံကိုခိုင်မာအောင်လုပ်လို့တဲ့ဆန္ဒကိုပေါ်ထုတ်နေပါတယ်။ဂျာရူမဖက်ရှားကနေဝီဂျင်းဟောင်းနဲ့လေးဦးအားပြောရမယ်ဆိုရင်တော့အရင်သမနာဟောင်းဂျိုကိုကိုဝီဒူလိုလက်ထက်ကလေးကတာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပါတယ်။တချို့မှာယင်းမျိုးနဲ့သူတွေကိုအာမဂတ်ချက်ပေးဖို့နဲ့အရင်သမနာအစည်းအဝေးမှာဆက်သွယ်ရေးအာမဂတ်ဖို့ပေါင်းပူးပေးတဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီမတည်ငြိမ်မှုတွေကြောင့်တမရပရာဘောတမရဟောင်းဝီဒိုဒိုတို့နဲ့ခလီနဲ့နှစ်ဖက်နေနဲ့တော့တန်တရားရှိသူတွေဖယ်ရှားဖို့ဖန်တီးပေးလိုက်တာလို့ဆိုပါတယ်။လုံငယ်နဲ့ကတမရမဲဆိုပေမှာဂျိုကိုဝီလို့တည်တဲ့ဝီဒိုဒိုဟာသူ့ရဲ့သားကိုဒုတမရအောင်ဖြစ်ပူးတွဲရှင်မြန်စေတဲ့ပရာဘောကိုတိတ်တဆိတ်ထောက်ခံပေးပါတယ်။ပရာဘောကဝီဒိုဒိုရဲ့မူဝါဒကိုစစ်ကျင့်သုံးဖို့ကတိပြုပြီးကနအူးမှာဝီဒိုဒိုရဲ့ဝန်ကြီးတွေကိုမဖြုတ်ဝဲထားပါတယ်။ဒါမဲ့ ဝီရိုဒိုခေဝင်ကြီးအားလုံးဟာယာတို့မှာဆက်လက်ပြီးတော့မနေလိုတာထင်ရှားပါတယ်။သူရဲ့စဉ်စားဆင်ခြင်မှုရှိတဲ့ဘန်နာရေးမူဝါဒကြောင့်အရင်နည်းမြတ်တဲ့သူတို့ကြားကြောကြားတဲ့မစ္စရီမူရာနီဟာအခုလက်စော်ပိုင်းကယာတို့ကနှုတ်ထွက်လို့နေပါဖြစ်ခဲ့ပါတယ်။အဲ့ဒီတော့ကပရာဘိုဟာသူမရဲ့လူများကြိုက်အစီအစဉ်မျိုးရကိုငွေကြေးထောက်ပံ့ဖို့သူတို့ဖြင့်ကြောင်းသားကြောင်းသူတွေနဲ့လမ်းလျှောက်တက်ခါသာကလေးတွေအတွက်အာဟာရအစားအသောက်အစီအစဉ်မှာအစိုးရ၃စီ မေရိကန်ဒေါ်လာ48ဘီလီယံတိဖြတ်တောက်လို့ဒီလိုယာဒူကနှုတ်ထွက်လို့နေနေဖြစ်ခဲ့တာပါမကြာသေးမီမှာလူလူကငွေတမှုတွေဖြစ်ခဲ့ပြီးနောက်အစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်းလဲမယ်ဆိုပြီးဝီဒူဒိုခေတ်ကဝန်ကြီးတွေကိုပရာဘိုကနှုတ်ထွက်ခိုင်းနေတာဖြစ်ပါလေဒါပြောရမယ်ဆိုတော့လူလူဆန္ဒပြပွဲကိုအသုံးချလိုက်တာလို့လေးလာသူတွေကပြောပါလေနိုင်ငံတော်တွေ့ရမှုရုံးဝန်ကြီးပရာဆေယိုကလည်းဒီလိုခံမှန်းပြောဆိုမှုတွေကိုပယ်ချပါလေ ပါဘူးဆိုရမှာခေါင်းဆောင်တို့ကိုစားပြုသူတွေဘတော်မှမပါဘူးလို့ဆိုပါတယ်။ဒါမှမဟုတ်ပြင်းပြင်းပြောင်းလဲမှုတောင်းဆိုမှုတွေကတော့ဆက်ရှိနေဆဲဖြစ်ပါတယ်။ပါဘူးအနေနဲ့ဒါတွေကိုရင်ဆိုင်ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။သမပါဘူးရဲ့နောက်ထပ်ရည်မှန်ချက်တစ်ခုကတော့တိုင်းပြည်ရဲ့စီးပွားရေးနှစ်စဉ်၈၀ခန်းတော့တိုးတက်မှုတော့ပါ။ဒါဟာနှစ်နှစ်သမို့၃နှစ်တွင်မရနိုင်တဲ့ကိစ္စမဟုတ်ဘူးလို့စီပွားရေးပညာရှင်တွေကပြောပါလေ။ဒါမဲ့ လက်ရှိမှာတော့မရပါဘူးပိုတော့မှချစ်ချုံချသွားတဲ့အနေအထားရှိသွားပါတယ်ဒီအခြေခံအုတ်မြစ်တွေကိုကျွန်တော်တို့ပြင်နိုင်တော့ကျွန်တော်တို့လိုလာတဲ့စီးပွားရေးတွတ်တမှုရနိုင်ပါတယ်ဒါကြောင့်ဝင်ကြီးဖွဲ့တွေအကြောင်းလေးလောက်တာပါဆိုပြီး Bravo ကပြောတော်ပါတယ်တရုတ်နဲ့အာရှနိုင်ငံတွေပြည်ထနာဖြစ်နေတဲ့တောင်တရုတ်ပင်လယ်အငင်းပွားရေပိုင်နယ်တွင်တရုတ်ကရန်လူမှုတွေပိုလာခြင်းမှာမလေးရှားရဲ့ရေချောင်းလုံချုံရေးဆွဲရည်တွေ မဟာပြူဟာမြောက်နေရာဖြစ်တဲ့မလကာရေလက်ချောင်းနဲ့တောင်တရုတ်ပင်လယ်ကိုဒီကထားပြီးအကောင်းလာချင်ဖို့မလေးရှားစစ်တပ်ကိုကေဇေးကြီးလေဒီနဲ့ထောက်လိုင်း drone တွေလာမယ့်ရက်အနေနဲ့အတွင်းဂျပန်ကပြီးသွားမယ်လို့ Nikkei Asia ကဖော်ပြပါတယ်။နိုင်ငံတကာရဲ့ရေတပ်ပစ္စည်းအတွက်ဝယ်ယူမှုကုန်သွယ်မှုမှာဂျပန်ဆူရကတက်တက်ကြွကြွပေါင်းဝင်လုံဆောင်ချင်ဂျပန်ကအခုအစီအစဉ်ရအကူအညီတွေမလေးရှားကိုပေးတာဖြစ်ပါတယ်။ဂျပန်ဟာ Australia ကို free gate စနစ်ပေါ်တက်တည်ရောင်းချမဲ့ အရောင်းဝယ်စာချုပ်တွေချုပ်ဆိုနိုင်တယ်လို့ဖိလစ်ပိုင်ကလည်းစစ်သည်မအဟောင်းနေတယ်လေချောင်းကောက်ကွယ်ရေဒါအသစ်တွေတင်ပို့ဖို့ဆွေးနွေးနေပါလေအခုမလေးရှားကိုကူညီမဲ့တန်လီယာတန်ဖိုးရှိတဲ့ကယ်ဆယ်ရေးလေတွေကိုအော်တိုဘာ၁ရက်နေ့မှာမလေးရှားကိုလွှဲပြောင်းဖို့စီစဉ်ထားပါလေစစ်ဘဆိုင်ရာမဟုတ်တဲ့ drone တွေကိုစက်တင်ဘာ22မှာလွှဲပြောင်းပေးမှာဖြစ်ပါလေ2023မှာစတင်တဲ့ဂျပန်ရဲ့ OSA စီစဉ်ဟာဖွံ့ဖြိုးဆဲနိုင်ငံတွေကိုတည်စီနိုင်တဲ့လက်နက်မဟုတ်တဲ့ကာကွယ်ရေးပစ္စည်းတွေအခမဲ့ပံ့ပိုးခြင်းဖြစ်ပါလေ မလေးရှားဟာဂျပန်အတွက်အလုံးရေးကြီးတဲ့နေရာမှာရှိပါတယ်။တောင်တိုးပင်လယ်နဲ့မလကရေလက်ကြားထိစပ်နေလို့ဂျပန်အတွက်မလေးရှားနဲ့ပူးပေါင်းဆောင်ရွက်မှုဟာမရှိမဖြစ်လိုအပ်ပါလေလို့မလေးရှားနိုင်ငံဆိုင်ရာဂျပန်သားမကြီးကပြောပါလိမ့်။ဒီကေဇေးလေတွေကိုကေဇေးလုပ်ငန်းတွေနဲ့တဘောပေးရနေတဲ့ကေဇေးလုပ်ငန်းတွေအတွက်အသုံးပြုပါပါ။မလေးရှားတော်ဝင်လေတဲ့ရဲ့ကေဇေးဆွေမြင့်တူပေးမှလို့ဆိုပါလိမ့်။ထောက်လိုင်းရေးစောင့်ကြည့်နေတဲ့စူဆန်းထောက်လိုင်းရေးဆိုင်ရာပန်ဆိုင်မှုတွေပါပံ့ပိုးမှုမှာဖြစ်ပါလေ။ ဥပမာလေရင်တွေနဲ့ရေရင်တွေကိုစောင့်ကြည့်တာမျိုးရေချောင်းစောင့်ကြည့်လုပ်ငန်းတွေကိုစက်တိုက်လုပ်နေအောင်ပံ့ပိုးပေးမှာဖြစ်ပြီးမလေးရှားစစ်တပ်ရဲ့ရေချောင်းလုပ်ကြောင်းဆိုရင်အားကောင်းစေမှာဖြစ်တယ်လို့ဆိုပါလိမ့်ဖလပိုင်ဖီဂျီနဲ့ဘင်္ဂလားဒေ့ရှ်ကလည်းဂျပန်ရဲ့ OSA စီစဉ်အောင်မှာပစ္စည်းကူရာတွေရရှိထားပြီးဖြစ်ပါလိမ့်စင်ကာပူချေဆိုင်ကောက်ွက်ရင်းနဲ့မဟာဗျူဟာလေးလိုက်ဌာနမှာအကြီးအကဲပညာရှင်တွေကဒီဂျပန်ရဲ့ OSA စီစဉ်ရဲ့အကျိုးခံစားချက်ရှိသူချို့ဟာ တောင်တူပင်လယ်မှာတရုတ်ရဲ့အရှိတော်အရှာပြိုင်ပွဲတွေဖြစ်နေတာဒါတိုက်ဆိုင်မှုမဟုတ်ဘူးလို့ဆိုပါလေမလေးရှားဒီနေရာကိုထောက်ရှုရရင်တော့ဂျပန်ရဲ့မျိုးသားကျိုးစီးပွားအတွက်မလေးရှားဟာအထူးအရေးကြီးကြောင်ပြောပါလေမလေးရှားရဲ့သက်ဆိုင်ရာပထဝီမဟာဗျူဟာမြောက်အနေထားဟာဒေသတွင်းကိုဖျက်ပြီးဖျက်တမ်းနေတဲ့ဒီငါရေလန်းနဲ့အထူးသဖြင့်မာလကာရေလက်ကြားနဲ့တောင်တူပင်လယ်မှာတည်ရှိနေပြီးဒါတွေဟာဂျပန်အတွက်အသက်သွေးကြောဖြစ်တယ်လို့ဆိုပါလေ နီပွန်ဖောင်ဒေးရှင်းဆိုရဂျပန်ရဲ့ရင်းနှီးတင်သွင်းမှု80ရာခိုင်နှုန်းကျော်နဲ့ကမ္ဘာရင်းနှီးစိန်သုံးဖို့တော်ဟာမလကာနဲ့စင်ကာပူရဲ့လက်ကြားတွေကိုဖျက်ဆီးနေရတာဖြစ်ပါလေ။ထိုင်းဝန်ဒီဂျိုဟောင်းအဘီဆင်ဟာဒီမိုကရက်ပါတီကိုပြန်လည်ဦးဆောင်မယ်လို့သိရပါလေ။ထိုင်းဝန်ဒီဂျိုဟောင်းအဘီဆင်ဝိဇာစီဘွားဟာဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်ဖြစ်ပြန်လည်တာဝန်ယူဖို့သဘောတူညီလိုက်တယ်လို့ Trimmer Center နဲ့မှာဒီမိုကရက်ပါတီလွှတ်တော်အမဟောင်းကတည်ပြပါလေ။ပါတီလက်ရှိခေါင်းဆောင်ဖြစ်တဲ့ ထရန်ချိုင်းဒေရီအွန်ဟာယာဒူကနှုတ်ထွက်ပြီးနောက်အမီစစ်ကဒီလိုဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်းလွတ်တော်အမဟောင်းကရှင်းလင်းပြောပါလိမ့်။ဒါအပြင်ပါတီရဲ့အမှုဆောင်ဖွဲ့သည်ရွေးကောက်တင်မြှောက်ဖို့လည်းလိုအပ်လာပါလိမ့်။ပြီးခဲ့တဲ့တောက်ကြံတွေကပါတီရဲ့ခေါင်းဆောင်ချာလန်ချိုင်းကယာဒူကနှုတ်ထွက်လာတရားဝင်တင်သွင်းခဲ့တာဖြစ်ပါလိမ့်။ဒီလိုနှုတ်ခတ်ပြီးနောက်ပိုင်းစုံခလာမဲဆန်တော်နဲ့မှဒီမိုကရက်ပါတီလွတ်တော်အမဟောင်းကအပြီးစစ်ဟာပါတီခေါင်းဆောင်ဖြစ် ရေချင်းပြည်စုံတဲ့ကိုယ်စလဲဖြစ်တယ်လို့နိုင်ငံကောင်ဆောင်ဖြစ်ဖို့လဲလုံလောက်တဲ့ရေချင်းရှိကြောင်းထောက်ခံအားပေးပါလေဒါပေမဲ့လွတ်တော်အမဟောင်းတွေကလက်ရှိနိုင်ငံရေးအခြေအနေဟာအရင်တုန်းကလည်းမတူတော့ပဲတိတိတတ်တတ်ပြောင်းလဲသွားပြီးဒေသန္တရနဲ့အမျိုးသားအစ်စ်ရွေးကောက်ပွဲတွေအတွက်မဲဆွယ်စည်းဝေးလုပ်ငန်းတွေလုပ်ရမှာငွေကုန်ကြီးကြပူမှုများလာလို့မလွယ်ဘူးလို့ပြောပါလေဒါအပြင်ဒီမိုကရက်ပါတီခေါင်းဆောင်အသစ်ဟာ ပါတီအလုံးမှာအပြည့်အဝစွန့်ရင်တုံးပြီးရင်းနှီးမြှုပ်နှံရမှာဖြစ်ကြောင်းဖြည့်ဆွတ်ပြောပါလေအသက်62နှစ်အရွယ်ရှိပြီဖြစ်တဲ့အဘိစစ်ဟာ2009ခုနှစ်မှာ2019ခုနှစ်ထိ14နှစ်တာကာလဒီမိုကရက်ပါတီခေါင်းဆောင် ဖြစ်တာဝန်ထမ်းမှုပြီး2008မှ2017ထိဝန်ကြီးချုပ်လုပ်ဖို့ပါတယ်သူဟာ2019ခုနှစ်မှာထိုင်းနိုင်ငံရဲ့ရှေးအကျဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ဒီမိုကရက်ပါတီပေါ်ပံ့ပိုးမှုတွေသတိသာကြာဆင်းပြီး အထရီကော့ဘွယ်မှာလည်းလွတ်တော်အမတ်53နေရာသာရရှိခဲ့လို့ဒီမိုကရက်ပါတီခေါင်းဆောင်ရာထူးပါတယ်နှုတ်ခွက်ခဲ့ပါလေအဲနောက်သူဟာပြပတက္ကသိုလ်တွေမှာပမောက်ခါဖြစ်တွားရောက်ပြီးတော့စာသင်ခဲ့တယ်လို့သိရပါလေအခုနောက်ပိုင်းမှာထိုင်းနိုင်ငံကိုပြန်လာတာဖြစ်ပြီးဒီမိုကရက်ပါတီကိုပြန်လည်ဦးဆောင်ခြင်းဖြစ်တယ်လို့သိရပါလေတရုတ်နိုင်ငံမှာမူးပြီးတော့ဟော့ပေါ်ဦးတယ် ေါ်ဆုံးခဲ့တဲ့လူငယ်တွေဒေါ်လာ3သိန်းကျော်စိုင်းကိုနင်းနာချေပေးဖို့တရားဝန်ကဆုံးဖြတ်ပါတယ်။ဟော့ပေါ်ဟိုတယ်မှာပေါ်ဆုံးခဲ့တဲ့လူငယ်နှုတ်ကိုရောချင်းငွေဒေါ်လာ3သိန်းကျော်ပေးဆောင်ဖို့တရားဝန်ကမိန့်ချပါတယ်။ဒီလူငယ်နှုတ်ဟာကုမ္ပဏီနှစ်ခုကိုနင်းနာချေရွှန်းငွေ1.2တန်းပေးဆောင်ရမယ်လို့စီချင်းချခဲ့ပါတယ်။အဲ့ဒီငွေကြေးဟာဒေါ်လာ3သိန်းကျော်နဲ့ညီမျှပါလေ။ဖြစ်ကတော့တူရဲ့ကြီးစိုးဟော့ပေါ့ဆိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ဟိုင်တာလိုရဲ့ရှန်ဟိုင်းမှာရှိတဲ့ဆိုင်ဝင်မှာဖေဖော်ဝါရီလကကျုံနေတာပါ။ အသက်၁၉နှစ်ရွယ်လူငယ်တို့ကရပ်မှုပြီးသူတို့လှုပ်ထားတဲ့ကိစ္စအကြောင်းဗီဒီယိုကိုလူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့နောက်ကြီးကျယ်ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါလိမ့်ငြင်းငြင်းနေတဲ့ဟော့ပေါ့ဟူကိုနောက်ဆက်တဲ့ဘသူမှအသုံးပြုမိခဲ့ကြအောင်အထောက်ထားမတွေ့ပေမဲ့ဒီဖြစ်စဉ်ကိုတောင်းဝန်ယူပြီးနှစ်ပတ်လောက်ကာလအတွင်းဆိုင်ကိုရောက်ခဲ့တဲ့စားသုံးသူတွေမှသမျှနင်နာချေပေးဖို့ဟော့ပေါ့ဆိုင်ကကမ်းလှမ်းခဲ့ပါလိမ့်မလာမတော့အဲ့ဒီနေမကြီး ဟော့ဘော့ကုမ္ပဏီကလူငယ်အူးစီကနေရောချင်းငွေရွာ23နှစ်တိရဖို့တရားပြန်ဆွဲပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်မှာရှန်ဟိုက်တရားဝန်တစ်ခုကလူငယ်တယောက်ဟာကုမ္ပဏီပိုင်ဆိုင်မှုတွေကိုပြက်စီးစေခဲ့တဲ့အပြင်ဂုံတိတ်ခေါက်ကိုလည်းစော်ကားထိခိုက်တဲ့ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ပါလိမ့်။အစားအသောက်အတွက်အသုံးပြုတဲ့ပစ္စည်းတွေပေါ်ပြုမှုခဲ့တဲ့ဖလျော်မကန်ကိစ္စဟာလူလူကြမှာတော်တော်လေးစိတ်နှောက်ယှက်ဖြစ်စေခဲ့ပါလိမ့်။လူငယ်အုပ်ရဲ့မိဘတွေကလည်း သာသမီပေါ်မှန်ကန်ထိရောက်တဲ့ဆုံးမပဲ့ပြင်မှုအားနဲ့လွတ်နေဆိုတာထင်ရှားမြင်သာစေတယ်လို့စီရင်ချက်မှာပါပါတယ်။တရားဝန်ကချမှတ်တဲ့စီရင်ချက်မှာရွမ်းနှစ်တန်းဟာဒီဟန်တန်လို့အတွက်ထိခိုက်မျက်နှာကျင်းဖြစ်ပြီးရွမ်းတသိန်းသုံးပေါင်းကတော့ဆိုင်ကဟော့ဘော့အိုရီနယ်ဇုံခင်းနေဖြက်စီးပစ်ခဲ့ရတဲ့စီရင်အတွက်ပါဒီမျက်နှာကျင်းကိုဆိုင်ကိုလိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့တင်သွင်းပေးတဲ့တရားကုမ္ပဏီတစ်ခုကရရှိတာပါ။ ပြီးတော့ယွမ်း8000ကတရားရည်စည်းဖြစ်ပါတယ်။ဟော့ဘတ်ကုမ္ပဏီဘက်ကတော့စားသုံးသူတွေကိုနှစ်နာချီပေးရတဲ့ပမာဏကအဲ့ဒီထက်ပိုများတယ်လို့ပြောပေမဲ့တရားဝန်ကတော့ဒီကိစ္စဟာကုမ္ပဏီရဲ့စီးပွားရေးဆိုင်ရာတည်သက်ဆုံးဖြတ်ချက်တာဖြစ်ပြီးပြည်မှုကျွလုံးတဲ့လူငယ်အုပ်နဲ့ဓာတ်ရိုက်ဆက်ဆက်တယ်လို့ယူဆလို့မရတဲ့ကြောင့်ဆုံးဖြတ်ပါတယ်။စားသုံးဆိုင်ရာ PayPoint 24ကနေဘလရှင်းနေသည့်တော်တွင်ဆိုင်မာလာစားသုံးတဲ့ဖောက်တဲ့လေးတော်ကိုအပြေးဝမှုပြန်အနေနဲ့ပြင် တင်းကြားနဲ့နာချေပါပေးဖို့ကန့်လန့်ခဲ့ပါလေ။ဆိုင်ရဲ့ဟော့ဘော့ကိုအားလုံးကိုလည်းဖျက်ဆီးပြီးအစ်စ်လဲလဲခဲ့လို့ဆိုင်မှာလည်းတန်ရှင်းရေးနဲ့ပိုးသတ်မှုတွေချက်ချင်းလုပ်ဆောင်ခဲ့ပါလေ။စီချွန်မှာပထမဆုံးစားတော့ဆိုင်ဖွင့်လိုက်ခဲ့တဲ့နောက်ဟိုင်ဒါလူဟာဆိုင်အစ်စ်တွေမြေဆက်ဆက်ချက်ထွန်လာနိုင်ပြီးခုတော့ကဘာတလွားမှာဆိုင်ကွဲပေါင်းတစ်ထောင်ကျော်အထိဖြန့်ကျက်ပြီးလုပ်ငန်းလက်ပတ်နေပြီဖြစ်ပါလေ။ကမ္ဘာ့ရဲ့စားတော့ဆိုင်တွေဟာကောင်းမွန်တဲ့ဖောက်တဲ့ဝန်ဆောင်မှုမိသားစုတွေအတွက်တည်လျော်တဲ့ခင်ကျင်းကြောင် 내매 쪼자를 루띠야 바리.